ဒါကိုပထမဆရာတဝဲတော့တင်ပြကြတာဒီလိုဘီဂင်နာသဘောမျိုးပေါ့ဘီဂင်နာသဘောမျိုးလေးစတဲ့ဟာလေးဒီဟိုဆရာခေါ်ခဲ့တဲ့ဟာလေး ਨੇ ကျွန်တော်တို့လည်းမလဲရှိပဲရှိပါတယ်ဟိုဒါပေမဲ့တခါတည်းကြောက်လို့ဆိုဘယ်ထိတ်ကဘယ်နေရဆိုတာလေးအဲ့ဒါလေးပြန်ရှာရတာပြန်မှာတော့ဘီဂင်နာရေလို့မဟုတ်ဘူးကွာသူကဘာလဲဒီစင်ကြယ်တဲ့မနှောကိုပြောလိုက်တာအဲ့ဒါအစလေအဆုံးပဲအဲ့စင်ကြယ်တဲ့မနှောကိုမှနားမလဲဘူးဆိုတော့ဒီတရားကိုလိုက်ကိုမလိုက်နဲ့အဲ့ဟာ ဘလို့မှအတက်လို့မရတော့ဘူးအဲ့ဒီအောက်ချအောက်ချလို့လည်းမရဘူးအထက်သူ့ကြော်လို့လည်းမရဘူးသဘောတရားအဲ့တော့ဒီအာယုံဆိုတာလေးကိုပေါက်ဖို့တွေ့မျက်စိပေါ်ကြတဲ့အရေးကလေးကိုမှပြောလို့မှနားမလည်ဘူးဆိုရင်တော့အဲ့လူကအဲဥပဒနာလာလောက်ခံလိုက်တော့ဒါမရတော့ဘူးသဘောတရားအာယုံဆိုတာပြောသင်ကြတဲ့မနှုတ်နားလည်သွားပြီဆိုရင်တော့အဲဒီဘက်ကသစ္စာတွေရောသစ္စာအနက်တွေရောအကုန်လုံးတက်လို့ရပြီ။ဒါမှမဟုတ် beginner အတွက်ဆိုတော့သီးသန့်မရှိဘူး။ ဒီမှာလာရင်ဘေးကင်းတာဆင်းရဲမနှောပဲဟာအဲဆင်းရဲမနှောမှာနားမလည်ရင်လေဘေးကင်းတာဆိုတာဒီမှာမရှိတော့ဘူးအဲ့ဒါအစပဲဟာဆောဆုံးမဲ့ပြောဆောအဲအဲဆောဆုံးမဲ့လို့ပြောချင်တာဒါပဲလေအဲ့တော့အဲ့အစကလည်းအစလည်းဟုတ်တယ်လေလေဆုံးလည်းလေလေဟုတ်တယ်ဆုံးလည်းဟုတ်တယ်အဲအဲ့တော့အဲ့ အဲ့ဒီအစကိုမှသူမလိုက်မဆွဲမမိဘူးဆိုရင်အာယုံဆိုတဲ့အစလေးတခုကိုမှဆွဲမမိဘူးဆိုရင်အဲရွေးကဥမောဒီလမ်းကသူလားကိုမလာခဲ့တော့သူကအကောင့်ထဲကြီးမှတ်တော့မှလေသတိပြန်လမ်းမဲ့လွတ်လိုက်ရောဟုတ်တယ်မလားအဲ့တော့အာယုံမသိဘူးဆရာဆိုတော့အဲ့တော့တို့ရတယ်ဘာမှမလုပ်တတ်တော့ဘူးဟုတ်ကြာကျန်တဲ့ဒီအကျန်တဲ့အကုန်လုံးပေါ့ တဲ့ဟိုအကုန်လုံး꿰ရတာအဲ့နေရာမှာ꿰ရတာအဲ့နေရာမှာ꿰ရတာကျွန်တော်ဆရာဆက်ပြီးတော့ဒီရန်ကုန်ဆက်ပြီးတော့ဝင်တဲ့အချိန်မှာအဲ့သူကအတော်ဟိုတစင်းပြီးတစင်းနဲ့သွားတဲ့ပုံစံလေးနဲ့ဟိုဟိုစစ်တပ်တွေကတင်းနဲ့တင်းနဲ့ပုံစံမျိုးဥပမာပြောရပါဆရာအဲ့ဒါမျိုးလေးနဲ့ဥပမာတပည့်ပြီးလေလေပဲသူတို့ကဒီလိုမျိုးသွားကြည့်ကြတယ်ဒါပေမဲ့အခုဆရာမင်းကြီးတွေတော့အာယုံပေါ့မှအကြည့်အောင်နားလည်မှာဟုတ်တယ်နားလည်ပါဆိုတော့ ်အခုနလိုဟိုဟွာပေါ်ဘာပြီးရင်ဘာဘာဘာပြီးရင်ဘာဆိုတော့ဟိုတမျိုးကြပုံစံနဲ့အဲမရှိဘူးဒီမှာမတိုင်းမရှိဘူးဒီဘက်ကကြတော့ဆရာကခုနပြောလို့ဟိုအဆင့်လေးဆင့်သွားသလိုပေါ့နော်အဲဒါဒါဒါဘယ်သင်္ကန်းသာပြီးရင်ဘယ်သင်္ကန်းသာသွားမယ်ဆိုတော့ဒီဘက်ကဟိုတတိပဌာန်လမ်းကြောင်းအဲ့ဒီလိုသွားတယ်ဒါပေမဲ့ကျွန်တော်တို့ကပြဆရာအချမ်းမဲ့တာကပညာလမ်းကြောင်းဖြစ်တဲ့အတွက်စပြောရင်ဥစ္စာလည်းပညာစကားပဲပြောမှာပဲအဆုံးနဲ့လည်းပြောမှာပဲပညာအဆုံးနဲ့ပြောမှာပဲဆိုတော့ ဘလူးမရှင်လို့လည်းမရဘလူးမသွားပြီးတော့ဒါဟိုအလဲတန်းဟိုခုနလိုအတန်းခွဲလို့တော့မရဘူးသူကစတာကိုကဒီဘက်ကစတာကိုကမဲ့ပညာစတာကဟုတ်တယ်မလားသူလိုဝိပဿနာစတာမဟုတ်ဘူးဝိပဿနာကသူက၃ဆင့်ရှိတယ်သတိပဋ္ဌာန်ရဲ့သတိပဋ္ဌာန်ဘာဝနာရဲ့သတိပဋ္ဌာန်လမ်းဆုံးရောက်မှသူကဟုတ်လားဖြစ်ပြဆုံးမှမဲ့ပညာဆိုတာရတယ်သိသွားလဲဆုံးညင်မှဆုံးမှသူကဟုတ်လားအဲ့မှာအဆင့်တွေတော့ရှိမှာပါ အဲဒီမှာတော့အဲ့လိုမရှိဘူးလေစလာရဲသိကြရမလို့ဆိုမဲ့ညံကိုတစ်ခါလေးပြေးတာလေမဲ့ညံစလာမဲ့ညံပြူတော့လေပြက်ပြဲတော့မဟုတ်ဘူးဘယ်လိုရှုမှတ်နေတဲ့ယုံနာတွေကဖြည်းဖြည်းပြက်ပြီးရအာယုံတွေဘာလို့သိသွားရင်ဟာဒီကလွတ်သွားပြီးပြီးသွားပြီးတော့လေအဲ့ဒါကမှ तू ကမသိနိုင်ဘူးအဲ့ဒါမြင့်နေဆိုရင်တော့မင်းမင်းလုံနေကြလုံတာလုံပါလို့တော့ပြောတယ်ရှင်ပြဗာပြောတယ်ပြောပြော ။ဟောအဒီအာယုအာယုသဘောလေးရဲ့ဒီတွင်ချစ်စိတ်နဲ့နောက်စိတ်ရဲ့အဲ့ဒီစိတ်နဲ့စိတ်လေးကိုလည်းသဘောပေါက်လို့ရှိရင်တော့နားလည်လွယ်ပါတယ်ခင်ဗျာ။ဒီမှာပြတော့ဒီပြီးတော့ဒီစင်ကြရမနောမှာအဲ့ဒါတွေပဲချပြလေ။ဟလာတကယ်ဖြစ်ဖြစ်တဲ့စိတ်ကိုမြင်ရတာလားဖြစ်ဖြစ်ဖြစ်တဲ့စိတ်ကိုမြင်ရတာလားရှေ့စိတ်ကအသေးနောက်စိတ်ကအရင်အဲ့ဒီရှင်းပြနေတာပဲသဘောတရားဟုတ်တယ်မလား။ ရှိသေးကဘာကြောင့်သိတာလဲအခုတတ်လို့သိတာမဟုတ်ဘူးသတိပ္ပဏ္ဏုံကတော့တပည့်တော်တို့တတ်လို့သိရလို့ထင်တာသတိထားလို့သိရတဲ့ထင်တာဟောကသတိမထားလဲအသေးပဲလေအရေးကြီးဥစ္စာအဲ့ဒါကိုအရေးလို့နားလဲအောင်ပြောလိုက်တာပဲတခါဥပဒနာဉာဏ်ကအသေးလို့ပြတော့အသေးအသေးလို့မှတ်กว่าဆိုတော့ကဲတပည့်တော်တို့သိရစဉ်းစားကြည့်ဘလောက်တုံးလဲဉာဏ်ပြရမှာလေအစဉ်သေးပါဆိုရဲဉာဏ်ပြရမှာလေဟုတ်တယ်အဲ့အစဉ်သေးရဲ့ဉာဏ်ဖြစ်ဖို့ဟိုမှာသောတာပန်တရာကအနာကံယဟနာ ကဘာပေါင်း3000လောက်သွားပြီးမှအစင်သေးလို့သိမှာဒီမှာတပ္ပရိသတခါလေးပြောလိုက်တာမင်းသိလို့သေးတာမဟုတ်ဘူးအရေးဖြစ်နေလို့အသက်မပါလို့အသေးအဲ့ဒါအဲတခါအဲ့မှာတမန်သင်္ကပ္ပမင်းစဉ်းစားကြည့်ဦးနောက်မလို့ဟိုရှုမှတ်တဲ့ဉာဏ်ကိုရှုမှတ်တဲ့ဉာဏ်ကိုပြီးတာမဟုတ်တမန်သင်္ကပ္ပဆိုတာစမ်းစစ်တဲ့ဉာဏ်ကိုပြီးတာဗျာဘယ်လိုပြီးတော့သတိပ္ပဏသာသနာလောက်တာတော့ရှုမှတ်ပွားများမယ်ပြီးတာစမ်းစစ်ပါဆိုတော့တရားမှမလာဘူးအောင်လို့အခုကြည်လည်းသေးတယ်အရင်ကကြည်လည်းသေးတယ်နောက်ကြည်လည်းသေးတယ် ဒါကြောင့်လို့အစင်သေးပါတယ်လို့သမာသင်္ကပ္ပလောက်ရမှာလေဟုတ်လားအဲ့သမာသင်္ကပ္ပဆိုမှရှိရင်မချနိုင်တော့သမာသင်္ကပ္ပမလာဘဲနဲ့သမာသင်ညာကြီးနဲ့အသေးအသေးမရှိဘူးမရှိဘူးလို့တော့ကဲဘလောက်စိတ်ပြည့်စရာကောင်းလဲဘယ်လဲတော်ရမယ်အဲအဲ့ဘလောက်လုံးမှာတော့သူအဲ့ဒီမရှိဘူးမရှိဘူးအသေးဒီလိုမှတ်မယ်ဆိုရင်ဒီဘဝမှာလည်းပြီးခြင်းမှာပြီးမယ်အဲ့ဘာလို့မပြီးလဲဆိုတော့ဟလာ तू မှတ်လို့သေးတာ तू မမှတ်ရင် မသေးတော့ဘူးဆိုတော့ အစဉ်သေးတဲ့နိဗ္ဗာန်ကြီးသူမမြင်တော့ဘူးလေဒီဟာဟုတ်တယ်မဟုတ်အဲအလုံးနဲ့ဟလာဒီတမာတညာနဲ့တမာသင်္ကပ္ပအဲ့ဒါကြားထဲမှာကဘာပေါင်း3000 3000လောက်ချနေတိုင်းกว่าတယ်အလုံးကြီးအဲ့အရာတွေကိုအဲ့အရာတွေကိုနားလဲအောင်ဟိုမေးမြန်းရင်းနဲ့ဟလာဒါကိုစွန့်မြဲချက်ချပုံတွေကိုတပ္ပရိသာသင်ပေးလိုက်တာဒါပဲအဲ့နားလဲသွားတဲ့အချိန်ဟာ အစဉ်ဒီလိုနားလည်သွားတဲ့အချိန်အရတော့နိဗ္ဗာန်ဝင်သွားတာပြီးရောနောက်အေးရောအဲ့တော့ဘီယာဘီယာအားထုတ်တဲ့ရေးသားမျိုးပဲနဲ့မှန်မှန်အောင်လုတ်ခိုက်လုတ်ခိုက်နေတဲ့ရေးသားဖြစ်နေတာပေါ့အဲ့လိုဖြစ်နေတာအဲ့လိုဖြစ်နေတာအာအဲအဲ့တော့ တားกว่าเนี่ยလေกว่าချက်ကမြောက်များစွာกว่าဟာအဲ့တော့ဒါလေးကိုဒီလိုတိလိုက်ရင်ဒီလိုဆုံးဖြတ်ချက်ချက်လိုက်ကိစ္စပြီးသွားမယ့်ဥစ္စာကိုဒါကိုဆုံးဖြတ်ချက်မချဘူးသူတို့မချရလို့တပ်ပရိသတ်ချပြောလည်းမယုံများဘူးတပ်ပရိသတ်ကိုအဲ့မယုံကိုညာလဲအာမကုန်းနဲ့တပ်ပရိသတ်လည်းမယုံဆိုတော့မင်းတို့ကိုလမ်းကိုရှောက်တာကောင်းတယ်กว่าဆိုအဲ့လိုပဲပြောရမှာသဘောอืมဟုတ်တယ်အဲ့တပ်ပရိသတ်ရှိရုံးမှာ ပိဒါကရှေ့ကဥဆောင်ပြီးတော့လမ်းပြတော့မှာကိုကမှန်လားမှန်လားပဲကိုကအဲ့လောက်လေးပဲအားထည့်ရမှာအဲ့လောက်လေးကိုမှအမထဲနိုင်မှုဆိုရင်ဝေးဝေးလေဝိုက်လေဝေးလေဝဲလေနဲ့ပဲသွားနေမှာပဲဟုတ်တယ်တောင်းလို့အဲ့မှာအစင်သေးပါတယ်လို့ဆုံးမချက်ချလိုက်တာနဲ့တပြိုင်နဲ့သူကိစ္စပြီးသွားပြီလीဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဒီရဲတက်ဆက်ကိစ္စပြီးဆုံးသွားပြီကွာလို့တပ္ပရိသပေးလိုက်ရုံပဲအစင်သေးတယ်မှာသူတန်တဲ့ကင်းသွားရင် အစဉ်သေးရင်ကွာမင်းတတ်ဆက်ကိစ္စကြံသေးလားပြီးဆုံးပြီလားပြီးဆုံးပြီလို့ဆုံးမတိုင်းနေပြန်လဲသူကနောက်ဆုံးစာရင်နောက်ဆုံးပိုင်းတောင်းဝင်ခွင့်ရတော့အဘာမှသောရမန္တရာနာကရဟန္တာလည်းမပါဘူးပါကြလည်းမလိုဘူးလေကျားရတော့တမှုရီတာနဲ့တွေ့ရင်ပြီးလုံးဝပြီးဆုံးတယ်ဆိုတော့ဒါပေါ့ပြစ်စားအလုံးပြီးလာလို့ပြစ်စားအလုံးပြီးဆုံးတယ်ဆိုတော့ရေရေယုံကြည်မှုတို့တော့ဟုတ်တယ် အဲ့တော့သမသင်္ကပ္ပပေါ့စဉ်းစားပုံတွေးခေါ်ပုံဆုံးဖြတ်ပုံကြောင်းကျိုးကိုစဉ်းကျင်ပုံတွေမှာ꿰နေအဲ့တော့သမသင်္ကပ္ပကိုသူကသမသင်္ကပ္ပကိုဦးစားမပေးဘဲနဲ့သမသညာပဲလောက်ရမယ်လောက်ရမယ်ဆိုသမသညာကြီးကိုသူကပြောနေတာကျွန်တော်ညံတုံးပါတယ်ဗျာကျွန်တော်ညံမရှိပါဘူးဗျာကျွန်တော်လူငယ်ပါလို့သူကသူပြောနေတာ